ရုရှားသွားတာအနောက်ကိုလည်းပူရအရှိမှလည်း drone ရန်ကြောက်ရဗမာပြည်ကနေတော့လေနေစရာ မရှိနေပြီးတော့ကပြူကြတည်ခြင်းနဲ့ခွေးရုရှားပြေးဆိုသလိုများ ဖြစ်နေသလားဗျာကဲကြည့်လိုက်ကြရအောင်သာသာကဒါနဲ့တူစစ်တမ်းမှာဘိုးချုပ်တခိုးများဓာစုလိုက်လိုက်ပါခင်ရပါတယ်ဟုတ်ဟုတ်နောက်တာလားနောက်တာ

Mee an toa waa loo. Oo aloo, aloo. Mee an alaa. Aloo. Oo. Odo kwe ye iiwa. E pia 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 E ichi nii mgao ili maa biya hile la maa. Oo. He he. Lapa cho ili maa secha wii loo. Oo. Kee. He to kho maa mi me laa. Ho to kho maa mi me laa. ဘူးတော်တော်လို့မင်းရနာဝါနေဒီဘူးတော်ဘောလေဒါလည်းရနာလို့ဘူးနော်ဟောသာသာကဥဒ္ဓောင်းဆောင်းဝင်ကြီးတို့ဘုကျော်ဘူးကြီးမြေရောက်တော့တန်ဟာရတော့ဝေးဟာမတော့တင်တိုင်းဟာဆော်ဆော်ဘီအဲဘယ်လိုလုပ်ကြမလဲဦးမဇာလန်စကီကလည်းရုရှားအောင်ဆော်ဖို့ဒရုန်းနဲ့မင်းအောင်လာရောက်ဟဲ့

်အစကကနာနေတူစစ်တမဘိုးချုပ်တခိုးမြားဆိုလိုက်ကိုက်ပါခင်ရကဘာနောက်နေရလားဟိုမှာသူ့အလုပ်ကောင်းကောင်းသွားနေတော့ဗျာဘသူကြီးကွာသားမကြည့်အောင်ဟိုမှာရောမင်းဟမ်လေထပ်ပါရုံနေဟုတ်လေထပ်ပါရုံနေဟုတ်ဟောတယောက်ချင်းနှုတ်ဆက်နေတာဟုတ်လားအင်းလေထပ်ပါရုံနေဟောတယောက်ချင်းနှုတ်ဆက်နေတာဟုတ်လားဟုတ်လား ဟုတ်ဟုတ်ဟိုဖရဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင်းမော်စကိုမြို့ကလေဆိပ်ကြီး၄ခုကိုပိတ်ထားခဲ့ရပြီးမှယူကရိန်းနိုင်ငံခါကီမြို့ကိုရုရှားကတိုက်ခိုက်ခဲ့ပါလေဒါကမေယောလိုက်သွားမယ်ယူကရိန်းမှာမနေ့ကတိဖြစ်နေတဲ့အခြေအနေကို BBC ကပြောတာလားနားတော့ကြည့်ပါဒီတော့တွေ့မှာပဲမော်စကိုမြို့တော်ကိုယူကရိန်းကမင်းညာကနှင်းညစတိုက် ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ရုရှားကပြောပါတယ်။မော်စကိုမြို့ကလေစိတ်၄ခုစလုံးကိုနိုင်ပေါင်းတော်ကြာပိတ်ထားခဲ့ရတယ်လို့ရုရှားလေကြောင်းအာဏာပိုင်တွေကပြောပါတယ်။တခါမှစိုးရိမ်မိလေ။မင်းအောင်လိုက်ရောက်ချိန်မှာဒရုန်းတွေနဲ့ဘုံမကျဲမှာစိုးရိမ်မိလေ။ဇာလန်စကီးရေအာကိုပြရစီကွာ။ကဲရဲဘော်မိတ်ဆွေတွေကရောဘာဖြစ်ချင်လဲ။ ညကယူကရိန်းနိုင်ငံကိုလည်းရုရှားဘက်ကဒရုန်းတွေနဲ့ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ခါကီမြို့ကိုရုရှားကဒရုန်းနဲ့တိုက်ခိုက်ခဲ့မှုတွင်အနည်းဆုံးလူ၄ဦးဒဏ်ရာခဲ့ပါတယ်။ ဒါချင်းဆူမီမြို့မှာလည်းရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့်လူ၃ဦးသေဆုံးခဲ့တယ်လို့ယူကရိန်းကပြောပါတယ်။တခါရုရှားကလည်းကတ်စ်မြို့မှာယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်လူ၃ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ကတ်စ်ဒေသကိုအပြည့်အပြည့်အဝထိ ंछ ုပ်ထားတယ်လို့ရုရှားကပြောနေပေမဲ့ယူကရိန်းကသူတို့ရဲ့တပ်ဖွဲ့တချို့အဲ့ဒီမှာလှုပ်ရှားနေစေတယ်လို့အခိုင်အမာပြောနေပါတယ်။နာဇီဂျာမနီကိုအနိုင်ရပြီးဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့အောင်ပွဲအထိမ်းအမှတ် စီးရပြအခမ်းအနားတက်ရောက်ဖို့ကမ္ဘာကောင်ဆောင်တွေမော်စကိုမြို့ကိုရောက်ရှိလာကနေ၃ရက်လိုပါပဲရုရှားနဲ့ယူကရိန်းကြား drone တိုက်ခိုက်မှုတွေပြန်လည်လုပ်ခဲ့ကြတာဖြစ်ပါလေလုံခြုံရေးဆိုင်ရာ BBC သတင်းတောက် Frank Gardner ကအခုလိုပြောပါလေဟွန်း although Mm. There was very little damage and nobody killed symbolically. ဒီကိစ္စကအပြည့်စင်းနေပြီလူသိမ်းဆုံးတာမရှိပေမဲ့ရုရှားအတွက်တော့အင်မတန်အရေးကြီးတဲ့စစ်အုပ်ဝင်းနေ့ကျင်းပမှုရပိုင်းမဲ့လို့ရတာမို့ ကမ္ဘာပူတင်အတွက်အတော်ရေးကြီးပြီးရှက်စရာကောင်းနေဖြစ်ရပါဘူး။အင်းဘာလို့လဲဆိုတော့ဒုတိယကမ္ဘာစစ်တုန်းကရုရှားကလူ28တန်းကျော်အသက်ဆုံးခဲ့ပြီးဒီနှစ်ကဒါ280နှစ်ဖြစ်ပါတယ်။တောက်ကြနေမှာလည်းမော်စကိုကလမ်းဒီပေါ်မှာစီးပြပွဲကြီးလုပ်ဖို့ရှိပါတယ်။ကမ္ဘာပူတင်နဲ့ရုရှားအစိုးရကဒီပွဲကိုဘလို့အနောက်ရှင်းမှမရှိသေးကြပါဘူး။ဒါကြောင့် Ukraine drone ကရုရှားရဲ့တင်ကြောင်းကဝေးစနစ်ကိုကျော်လွှားပြီးအခုလိုနောက်ဆက်မှုမျိုးလုပ်နိုင်နေဆိုတဲ့အချက်ကရုရှားဘက်ကသတင်းကောင်းဖို့ပါဘူး။ဒါရော။ဒါရော။ ်တခါချက်ဝန်ကြီးချုပ်ပီတာဖီယာလာနဲ့မင်းညကတွေ့ဆုံခဲ့ပြီးယူကရိန်းသမ္မတဇလန်စကီကဥရောပဒေသတစ်ခုလုံးကိုကာကွယ်ရမှာသူ့နိုင်ငံကကူညီပေးနေတယ်လို့သူယုံကြည်ကြောင်းပြောသွားခဲ့ပါလေ။ယူကရိန်းစစ်ပွဲဟာနိုင်ငံအတော်များများလွတ်လပ်မှုရရင်းနဲ့သက်ဆိုင်နေတယ်လို့ဆိုပြီးရုရှားကိုဖိအားပိုးပေးကြဖို့ကိုလည်းသူကတိုက်တွန်းလိုက်ပါရှင်။ Я поінформував наших чеських друзів про наші дії на полі бою. Рашана, таке чавра апія асу пюджет ми го ніні га га лома тінша ні бале. Мову. Русі ві. Рашана бо пія бо біву лула го чаро ло суньо гай бале. Та дакат є ю мулі не діка сай мале. Бо акаун не дакат мулі са ча ва ме. Сі це стосується передусім санкцій. Рашана га га сі зай ні най лаві го тамі ачин суай ні бі. Сі дакат мулі бо лом ні дей ма. တခတ်တော်တွေကိုစက်တက်လို့ဖို့လိုအပ်ပါတယ်စက်ကြပဲဒါဒီအခြေအနေဖြစ်ပါနော်။နာစာကဟုတ်တော့နိုင်ငံတော်ဝန်ကြီးချုပ်ဝန်ချုပ်ဘူကြီးမေအောင်လည်းဟောတန်းမင်းမတော်ပဲဟာမင်းမတော်ပဲတင်းတိုင်းဒီချင်းနေဖြစ်ပါတယ်။တင်းကျင်တဲ့ခွေရုရှားပြည်လို့ဆိုမလား။ ရုရှားမှာလုံးမဲ့နှစ်80ပြည့်အခမ်းအနားချီတက်ပွဲဟာနာဇီဖက်ဆစ်တွေဖက်ဆစ်တွေအနိုင်ရရှိခဲ့တဲ့မဟာအောင်ပွဲလို့သိရပါတယ်ဒီပွဲမှာဖက်ဆစ်မင်းအောင်လိုက်ကိုတက်ခွေပေးလိုက်ချင်းဟာဖက်ဆစ်တွေအောင်ပွဲကိုဖက်ဆစ်ကိုတက်ခွေပေးတဲ့ပူတင်ရဲ့လုံရဟာ for sure တတ်တတ်ပါဘာအနှစ်တာရမှမရှိတဲ့ပွဲတော်ပွဲပဲဖြစ်ပါတယ်ဆိုတော့က တရုတ်ကစံပြုတ်တော့ရုရှားကရင်းနေပြီးမရောက်နိုင်ခွေးကရမှာလေးဘက်ထောက်မဲ့အချိန်ဤကဘာအခင်းကြီးကြီးကတတ်ဆိုပြီးပါပြီ။ကဲရဲဘုံမရှိတော့ဘလို့ထင်ပါလဲ။ဒင်းရပြတော့ပါမယ်။အားလုံးကိုကျေးဇူးတင်